ီအကျွေးတင်အောင်လုပ်သွားတယ်ပြီးတော့ကောင်းစားသွားတယ်ပရီးမီးယားလိရဲ့ဝိုင်းနီးပြတယောက်ဖြစ်တဲ့ရှောင်းတိုက်ကဘန်လီနီးပြဟောင်းကုမ္ပဏီရဲ့အဖြစ်ပြက်ဟာဟာသဆန်လွန်းပြီးသူ့ကြောင့်ဘန်လီအသင်းဟာတန်းဆင်းပြီးအကျွေးတင်ခဲ့ပေမဲ့ကုမ္ပဏီကတော့ Bayern Munich နီးပြဖြစ်သွားခဲ့တယ်လို့ဝေဖန်ခဲ့ပါတယ်။2022ခုနှစ်တုန်းကကုမ္ပဏီဟာ League Championship Club Bayern နီးပြဖြစ်လာခဲ့ပြီးတနှစ်အတွင်းမှာပဲတန်းတက်ခွင့်ရအောင်စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့နောက်ရာသီမှာတော့ဘန်လေးဟာရမှတ်24မှတ်နဲ့ပရီးမီးယားလိဂ်ကနေတန်းဆင်းခဲ့ရသလိုဘန်လေးအသင်းကလည်းပေါင်128တန်းအကျွေးတင်ခဲ့ပါဗါးဒါပေမဲ့ကုမ္ပဏီဟာဘန်လေးအသင်းတန်းဆင်းခဲ့ရပြီးရပိုင်းကြမှာပဲဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းရဲ့နီးပြဖြစ်ခန့်အပ်ခံခဲ့ရတာပါ Talksport နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာတော့ရှောင်းတိုက်ကရာသီကုန်မှာရမှတ်က24မှတ်အကျွေးကပေါင်128တန်းအဲ့ဒါကုမ္ပဏီရဲ့စွမ်းဆောင်ရည်ပါတန်းဆင်းပြီးအကျွေးတင်အောင်လုပ်သွားတယ်ပြီးတော့ကောင်းစားသွားတယ်ဘိုင်ယန်မြူးနစ်လိုအသင်းကိုရောက်သွားတယ် တခါတလေမှာဘောလုံးလောကရဲကလူတွေရဲ့အတွေးခေါ်တွေကိုကျွန်တော်တကယ်နားမလည်နိုင်တော့ဘူးဆိုပြီးတော့လည်းဖွင့်ဟားခဲ့ပါဗါဒါပဲနော်ချို့လူတွေရဲ့ဇာတာသွားရှုပ်လို့တော့မရဘူး